လုံးဝညှော်လင့်မထားတဲ့ဖြစ်ပျက်တစ်ခုကိုနှစ်ဖူးတွေ့ဒူးတွေ့ကြုံလိုက်ရတဲ့မမိုးခိုင်တို့ဇနီးမောင်နှံကအခုထိသွေးပြက်ကြောက်လန့်နေပါဗျ။နေငိမ်ကနေ9မိုင်လောက်ဝေးတဲ့ကလျောင်မြို့ကဈေးမှာဈေးဝယ်ပြီးစိုက်ကယ်နဲ့အပြန်လမ်းမပေါ်မှာပဲမြေမြုံမိုင်းနေမိခဲ့တာပါ။ရန်ကုန်တဝယ်ပြည်တော်စုလမ်းပေါ်မှာစီးလာတဲ့စိုက်ကယ်အရှိဘိန်းကမြေမြုံမိုင်းနေမိလို့အမျိုးသားဖြစ်သူရဲ့ဘဲချစ်တော့အယိုးတွေကျိုးကျသွားတယ်လို့မမိုးခိုင်ကိုယ်တိုင်လည်း ပေါမမိုင်းအစစင်လို့ငားချက်တိတိချုပ်လိုက်ရပါတယ်။မမိုးခန့်တို့ဇနီးမောင်နှံတေကံမရောက်ခဲ့တဲ့ဖြစ်စဉ်ကအခုနှစ်ဩဂုတ်လပိုင်းမှာဖြစ်သွားခဲ့တာပါ။အာနာမသိန်းခင်ကဆိုရင်လူသူအလှမ်းဝေးတဲ့တောတောင်တွေထဲမှာပဲရှိတတ်တဲ့ငေမြုပ်မိုင်းတွေကအခုချိန်မှာတော့ပြည်တော်စုလမ်းမပေါ်ရောက်လာတယ်လို့လူနေအိမ်တွေနဲ့ဥယျာဉ်ခြံတွေထဲရောက်ရှိလာပါပြီ။ဒီလိုအချိန်တွေကြောင့်လည်းတနင်္သာရီတိုင်းမှာအရက်သားတွေမြေမြုပ်မိုင်းနေမိတဲ့အကျင့်ကြီးများလာနေပါတယ်။ FE5 တနင်္သာရီသုတေသနအဖွဲ့ရဲ့အစီရင်ခံစာတွေအရအခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိ6လတာအကလအတွင်းအရသားတွေမိုင်းနှိမ့်တဲ့ဖြစ်စဉ်24ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။မမိုးခိုင်တို့ဇနီးမောင်နှံမှလည်းမိုင်းထိတဲ့ဒဏ်ရာကြောင့်အမျိုးသားဖြစ်သူရဲ့ချစ်တော်ဒဏ်ရာရသွားလို့အလုံးမလုံးနိုင်တာလချီကြလာပြီးစာဝတ်နေရေးအတွက်ပါအခက်တွေ့လာရတယ်လို့ဆိုပါတယ်။ ီမယောက်ျားကိုတီးပြထည့်ထားရတယ်ဆိုလို့ရှိရင်ဟိုမိသားစုကောင်းဝင်နေရတာစာကိုလုံးဝသူ့ဘယ်အကူပြီးနေရတယ်သူတို့လည်းမျိုးဖြစ်သွားတော့ဟိုအကူရလည်းမဲသွားတယ်ဆိုတော့နည်းနည်းတော့အားငယ်တယ်သူစိတ်မကောင်းလည်းဖြစ်တော့သူရင်တလားကြော်ပြီးတော့သူကတော့ဆရာဝန်ကြီးပြောတာတော့နှစ်လားသုံးလားလောက်ကတော့အဲ့လိုမျိုးအလုပ်ကျနေပါမလုံးနဲ့ရောသူတို့ကအခုတော့လောဆဲတောင်းလို့စာကလုံးဝပြေးမဖောက်သေးဘူးမမိုးခိုင်တို့ဇနီးမောင်နှံမိုင်းနေမိပြီးနောက်တည့်ရမှာပဲ စိုက်ကဲနဲ့လာတဲ့တာမိတာဖ3ဦးအဲ့ဒီနေရာမှာပဲထပ်ပြီးတော့မိုင်းနှိမိပြန်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာတော့မိဘ2ဦးကထင်ရွေရသွားပြီးအသက်2နှစ်ကျော်အရွယ်တားဖြစ်သူကတော့တေဆုံးသွားခဲ့ပါတယ်။ FV5 တနင်္သာရီသုတေသနအဖွဲ့ရဲ့အစီရင်ခံစာတွေအရပလောမျိုးနယ်ကရက်သားတွေညင်မြုံမိုင်းနှိမိတာအများဆုံးဖြစ်ပြီးရေပြူမျိုးနယ်ကတော့ဒုတိယနေရာမှာရှိနေတယ်လို့ဒဝဲမျိုးနယ်ကတော့တတိယနေရာမှာရှိနေပါတယ်။ ကျန်းတဲ့မြို့နယ်တွေမှာလည်းရက်သားတွေမြေမြုပ်မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေရှိနေပြီးထိခိုက်သေးဆုံးတာတွေလည်းလာတိုင်းကြီးပါရှိနေပါတယ်။မိုင်းနင်းမိတဲ့ဖြစ်စဉ်အများစုက ရွာလန်းတွေဥယျာဉ်ခြံတွေနဲ့လမ်းမကြီးဘေးတွေမှာဖြစ်ပါတယ်။ဒေါနာတနင်းတားရီစစ်ဘေးရှောင်များအထောက်ကူပြုရေးအဖွဲ့ရဲ့မြေပြင်တာဝန်ခံကိုယောနာတန်ကလည်းအာနာသိမ့်ပြီး၅နှစ်နီးပါးကြာလာချိန်မှာမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်က အတော်လေးကိုကြီးထွားလာတယ်လို့ပြောပါရယ်ဒီလိုမြေမြုပ်မိုင်းတွေနဲ့စစ်တပ်လက်နက်တွေကြောင့်ပြည်သူတွေအနေနဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီးစားဝတ်နေရေးအတွက်ပါရုန်းကန်ရမှာထိခိုက်ခံစားနေရတယ်လို့ကိုရောနာတန်ကဆိုပါရယ်ဥယျာဉ်ခြံတွေမှာမှကျွန်တော်တို့ကအာမြေမြုပ်မိုင်းတွေထောင်ထားလို့ဖြစ်စေဒါမှမဟုတ်တိုက်ပွဲဖြစ်ပွားခဲ့လို့ဖြစ်စေ ဒီဆဲလနဲ့ပြည်စီကျွင်းချန်နဲ့မြေမြုပ်မိုင်းတွေကကြံခဲ့တယ်ဆိုတဲ့အနေထားမှာသူတို့ကဒီခြံတွေထဲကိုမဝင်ရဲတော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူတို့ရဲ့ဟိုစီးပွားရေးလည်းထိခိုက်လာတယ်ဆိုတော့မိသားစုရဲ့စောင်းနေထိခိုက်လာတာနဲ့များတခြားသောမိသားစုရဲ့ဟိုအခြေအနေတွေတခြားတစုံလုံးကိုထိခိုက်ပြီးတော့သူတို့လည်းစိတ်ပိုင်းဆိုင်ရာအများကြီးထိခိုက်နေနိုင်ရတယ်မျိုးလည်းရှိတယ်ပေါ့နော်ကိုယောနာတန်ပြောသလိုဗုတ်ပြင်းမျိုးနယ်ထဲကစီအောင်ချန်တစ်ခုမှအလုတ်လုံနေတဲ့ဥမျိုးဝင်းကလည်းစာဝင်းနေရေးအတွက်အလုတ်ခွင်ဝင်နေရပေမဲ့ ညမြုံမိုင်းအန်ဒီရဲ့ကိုတော့အမြဲတမ်းစိုးရိမ်ထိတ်လန့်နေရတယ်လို့ဆိုပါရယ်။ဦးမျိုးဝင်းကပဲခူးတိုင်းဇာတိရွှေပြောင်းလောက်တာတူဖြစ်ပြီးဗုတ်ပြင်းမျိုးနယ်မှာရှိတဲ့တောင်တကုံစီုံချံမှာစီသီးခူးတဲ့အလုတ်လုံနေတဲ့သူတယောက်ဖြစ်ပါရယ်။ကိုယ့်ရဲ့တဏှရင်မိလုံနေရတာကိုနင်းမိလို့တစ်ခါတည်းသိသွားရင်တော့သည်ခြေပြက်လက်ပြက်ဒုက္ခိတဘဝနဲ့တသက်လုံးလူမမလို့နေသွားရမှာလေ။ကိုကြောင့်မိသားစုကလည်းအလုတ်ပို့အောင်ပါ တိုင်းပြည်မအေးချမ်းတဲ့ကာလတွေမှာလူဖြစ်ရတာကမြင်နိုင်တဲ့အန္တရာယ်ရောမမြင်နိုင်တဲ့အန္တရာယ်ရောကြောက်ရတယ်။အချင်းနေတွေပြန်လဲအေးချမ်းရင်တောင်ဒီမြေမြုံမိုင်းတွေကတော်တော်ဒုက္ခပေးဦးမှာ။ဒီသူတွေစိုးရိမ်နေရတဲ့ဒီမြေမြုံမိုင်းတွေကဆရာနာရှင်တက်ကအများဆုံးအတုံးပြုတ်လေးရှိတယ်လို့တော်လန်ရေးတက်တွေကလည်းအတုံးပြုတ်နေကြတာရှိပါတယ်။အော်တိုဘာလာဆန်းကလည်းတနင်္သာရီမြို့နယ်ကန်းတိုရွာဟောင်းဘက်စစ်တောင်းထိုးလာတဲ့ဆရာနာရှင်တက်ကပြန်ဆုတ်တဲ့အချိန်မှာဥယျာဉ်ခြံတွေလမ်းတွေနဲ့ နေအိမ်တွေကြားမှာမြေမြုပ်မိုင်းတွေထောင်ထားခဲ့လို့တော်လိုင်းရေးတက်တွေကပြန်ပြီးရှင်းလင်းခဲ့ရတာတွေရှိခဲ့ပါတယ်။ဒါအပြင်ဆရာနာရှင်တက်လာနိုင်တဲ့လမ်းတွေမှာတော်လိုင်းရေးတက်တွေမိုင်းထောင်ထားလို့အရသားတချို့မိုင်းထိတဲ့ဖြစ်စဉ်တွေလည်းရှိနေပါတယ်။ဒီလိုမျိုးမြေမြုပ်မိုင်းတွေကြောင့်ပြည်သူတွေဒုက္ခတွေ့နေတဲ့အတွက်လက်နက်ကင်ဖွဲ့တွေကဂရုပြုစီချင်ကြတယ်လို့မမိုးခိုင်ကပြောပါတယ်။ဘာသာရေးအကြီးအကဲမသိအောင်တော့အဲ့လိုမျိုးနည်းနည်းလေးတော့အယူဆိုင်နေတာပေါ့ကိုယ်ရဲ့ ့ဘာလို့လဲဆိုတော့ကောင်းဆိုင်ညာဆိုင်နဲ့ပြီးသူတွေအခုဆိုလို့ရှိရင်မတော်ဆိုလို့ရှိရင်လည်းအဲ့လိုပေါ့လားကိုအိမ်အောင်ဦးစီးတယောက်ကိုအားကိုးနေနေရတော့သူ့ကိုအိမ်အောင်ဦးစီးတယောက်ကအဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့ဟိုအားလဲနေတယ်ဝမ်းလဲနေတယ်အဲ့လိုမျိုးနောက်တော့အဲ့လိုမျိုးတော့ဖြစ်မျိုးတော့ဘသူ့ကိုမကုလို့မျိုးဘသူ့ကိုတော့မကြုံနေကျင်တော့ဘောကိုတနင်္သာရီတိုင်းသားတွေအရင်ကမတွေ့ကြုံဘူးတဲ့မြေမြုံမိုင်းအန်ဒီရဲ့ဟာအခုဆိုရင်အိမ်တကားဝကိုရောက်နေပါပြီ အေးပြေနောင်ရရဲ့မထွက်နိုင်ကြတော့တဲ့အခြေအနေမျိုးကိုရင်ဆိုင်နေရတာပါဒါပေမဲ့မြေမြုံမိုင်းတွေအတားဆီးမဲ့ပုံမအသုံးပြုနေတာပဲပိုလောက်လာနေပြီးမြေမြုံမိုင်းအန်ဒီရဲ့ကင်ရှင်ဝေလှုပ်ရှားမှုတွေကိုတော့အမြင်တွေ့ရသေးပါဘူးရှင် Thank you.